if you look at that, China, first row, China, 67%. That's tariffs charged to the USA, including currency manipulation and trade barriers. So 67%, I think you can, for the most part, see it. Those with good eyes, with bad eyes. We didn't want to bring, the, it's very windy out here. We didn't want to bring out the big charts because it had no chance of standing. <laughs> Fortunately, we came armed with a little smaller chart. So 67%. So we're going to be charging a discounted reciprocal tariff of 34%. I think, in other words, they charge us, we charge them, we charge them less. So how can anybody be upset? They will be because we never charge anybody anything. But now we're going to charge. Uh, European Union, they're very tough, very, very tough traders. Uh, you know, you think of European Union, very friendly. They rip us off. It's so sad to see. It's so pathetic. 39 percent. We're going to charge them 20 percent. So we're charging them essentially half. Vietnam, great negotiators, great people. They like me. I like them. The problem is they charge us 90 percent. We're going to charge them 46 percent tariff. Pump tariff, stock market, total Not body, separate money. Stock secret, belong to China. ဒီလိုမျိုးအချိန်နေမှာ smart investor အရန်တော်တဲ့ stock share ပညာရှင်ကဘာတွေလုပ်နေလဲဆိုတော့ဗီဒီယိုလေးအစုံမှာပြောမယ်။ကဘာပတ်အမေရိကန်မီနနာ stock ပညာရှင် channel ကကျူစွာတယ်။ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးတာပါ။ Trump ကဒီ chart တွေယူလာပြီးတော့ပြောတယ်။ China က67% chart လုထားတယ်။နော် US ကို10%လုထားတယ်။အဲအကြောင်း US က34%ပဲပြန်ပြီးတော့လုမယ်လို့ပြောတယ်။ European Union EU က39% US ကပြန်ပြီးတော့20% tariff လုပ်ပုံပြောတယ် VNN ကြောင့်90%အများကြီးပဲเนาะအဲ့ဒါကို46%ပဲပြန်ပြီးတော့လုပ်ထားမယ်ဒီနံပါတ်နေရဘယ်လိုမျိုးရရလဲဒီနံပါတ်နေရအမှန်ကန်လားဘယ်လိုမျိုးတွက်ထားလဲဆိုတာဒီဗီဒီယိုနဲ့အလှမ်းမှာပြောမယ်ဒီမျိုးပြန်မျိုး charge လုပ်အောင် president ထွက်တာဗာပြောရဆိုတာတိတိကျကျเนาะစေတနာနဲ့မေတ္တာနဲ့နည်းနည်းပဲ charge ယူထားပြောပါတယ်အဲ့ဒါမှန်လားဆိုတာပြောမယ် crash ရှိရဆိုရင် comma အောက်မှာရေးထားပါဒီနေ့ stock market ကတော်တော်လေးကျပါเนาะအဲ့တော့ stock market မှာ investment လုပ်ထားလို့ရှိရဘယ်သူရှိလဲဘယ် stock share ဝယ်လာရဲ comma အောက်မှာရေးထားပါဆက်ပြီးတော့ကြည့်ကြအောင် SME 500ဆိုရင်4.84%ဒီနေ့ကျပါเนาะဒီနေ့တည်ရဲကျ local ခါရမှာဆိုကြည့်ရမလို့4.9%နည်းနည်းပြန်တက်တယ်တက်ပြီးပြန်ကျတယ်ကြောင့်အခု4.9%ဒီရတူတူဘလော့8.04%ကျပါပါပြီเนาะ cover ship နယ်ပယ်ဝင်းကျင်မှာရှိတယ်ပြောရ Nasdaq 5.97%တခါမှအလိုမကြောက်ဘူး2020 COVID ကြရတယ်ရှင်းရမှာဆိုရင်ဒီဟာကအစိုးစိုးအနေထားရောက်နေပါတယ်5.97%ကြတယ် year to date 14.16%ကြတယ်နိုဝင်ဘာလမှာ6.71%ကြတယ်တလဆိုရင်9.81%เนาะအာအဓိကကဘာကြည့်ရမှာဆိုတရေတည်းမှာအလိုကြီးကြတခါမှမမြင်ဘူး Basic ကဂျူပိုင်လက်ထက်မှာအလိုတခါမှမကြောက်ဘူးပါဘူး နော် S&P 500အဲ့လိုပဲတရရထဲမှာ4.84%တခါမှမကြဘူးလောကရဲ့လိမ့်နေတော့ဆို down ကြုံ2.9%နော်အဲ့လိုမျိုးကြာရတော့ကြောက်အရန်အရန်တော်တော်လေးအခြေအနေစိုးမှာပါเนาะတခြားဘာတွေများထူးကြနိုင်တယ်เนาะဘာတွေများဆက်ဖြစ်နိုင်တယ်ဘယ်လောက်ထိဆက်ကြနိုင်တယ်ဆိုတာဒါကဆက်ပြီးတော့ကြည့်ကြမယ်အဲ့ဒါတွေကိုဆက်ပြီးတော့เนาะမပြောခင်ဘာတွေကြည့်မှန်းလဲဘယ်နိုင်ငံရဲ့ tariff အဓိကထိတယ်ဘယ်နိုင်ငံရဲ့ တတ်တာလေနော် now တပတ်နှစ်ပတ်မှာဘာတွေများဆက်ဖြစ်နေလဲကောင်းတာနဲ့လားဆိုးတာနဲ့လား stock secret ဘယ်လောက်ထိအဆုံးထိကျနိုင်လဲနော်အကောင်းဆုံးတော့အရေးကြီးဆုံးမှာနော်နောက်ဆုံးမှာဘာပြောမလဲဆိုရင်တကယ်တော်တဲ့ stock ရှင်ပညာရှင်ဘာလုပ်နေလဲဆိုတာအချက်၅ချက်ရှိအဲ့လားလေးကို video လေးအဆုံးမှာပြောမှာဖြစ်ပါတယ်ဘယ်နိုင်ငံက tariff တွေရတယ်ဆိုတော့တရုတ်ပြည်ရတယ် EU 39% 20% charge လုပ်တယ်။ Vietnam 90% 46%ပြန် charge လုပ်တယ်။ပါ Taiwan Taiwan 64%အဲ့ဒါကို32% charge လုပ်တယ်။ဒီ calculation ကဘယ်လိုရရစိတ်ဝင်စားဘူး။ဂျပန်နဲ့ပါနော်အကုန်လုံးဒါ US ရဲ့ trade လုပ်တဲ့အလို့အများဆုံးနိုင်ငံတွေပါ။အိန္ဒိယပါ26% South Korea 25% Thailand 36% Switzerland 31%ဒီနိုင်ငံတွေကြည့်ရမှာဆိုရင် တခြားပါအင်ဒိုနီးရှားရှိ32%မလေးရှား24%ကမ္ဘောဒီးယား49%ကမ္ဘောဒီးယားဟော US အများကြီးရှားကြတယ်သူကပြောတာ97%အရင်မယုံနိုင်ရောက်ဆောင်ကဏ္ဍတွေအများများတယ်ဟုတ်လားဟုတ်လားဆက်ပြီးကြည့်မယ်နော်အဲ့တော့ US ပြန်49%ပြန်ရှားဆိုတော့ကြည့်နိုင်မှာဆို US ကစည်ဒနာမြစ်တာအပြည့်ဝပါတော့အဲသူကအများကြီးချားထုတ်တော့ကိုကနည်းနည်းပဲပြန်ချားထုတ်တယ်ဆိုအဲဆက်ကြည့်မယ်ဆက်ကြည့်မယ်ဇလန်ကောင် UK က10%တန်ပါဆန်ပဲ South Africa 60% 30%အနည်းဆုံးနိုင်ငံရှိမှ20ခုအလုံးသူက10% charge လုပ်တာဒါ10%အပြင်ကိုထပ်ပြီး charge လုပ်တာเนาะဒီမှာဆိုရင် South Africa ဆိုရင်30%เนาะ charge လုပ်တယုတ်ဆိုရင်10%နဲ့ဟို20%လုံထားပြီးတာရှိသွားတယ်အဲ့တော့20%နဲ့34%ထပ်ပေါင်းလိုက်မှဆိုရင်54%ကို charge လုပ်တာတရုတ်ပြည်เนาะဒီတော့မပါပါမပါဘူးဆိုကနေဒါမပါဘူးမက္ကဆီကိုမပါဘာကြောင့်လဲတက်တက် tariff ရှိရင်เนาะ automobile အတွက်25% charge လုပ်တာရှိအဲ့ဒါကြောင့်မပါပါဘူး ဘရာဇီးပါလဲဘရန်ကလတေးဆိုပါဟာဖန်နဲရဆယ်ရီဖောပါစင်ကာပူကအခုတော့တော့မကောက်အာပို့ကုန်တော့တွင်းကုန်တော့မကောက်နဲတယ်တော့အဲကြောင့်သူက10%တက်ပါဆန့်ချာဆိုအစ်စရီ32% 70%ဖိလစ်ပင်း34% 70%အဲရောဘယ်နိုင်ငံရဲ့လွတ်တယ်လွတ်ကနိုင်ငံတော့ကြည့်မယ်ဒီနိုင်ငံရဲ့လွတ်ပါလဲဘယ်ရာရုစ်ဘာကီနာဖာဆိုကနေဒါကျူဘာမက္ကဆီကိုနော်ကိုရီးယားပလောင်ကြားတော့မကြဘူးရုရှား ပြီးတော့ရှေ့ချေအာဖရိကမှာရှိတဲ့နိုင်ငံဆိုမာလီယာအာဖရိကမှာနိုင်ငံရှိတဲ့ဗန်တီကန်စီးတီဗန်တီကန်စီးတီနည်းနည်းအီတလီထဲမှာရှိတဲ့နိုင်ငံတိတိတိเนาะအဲ့ဒီနိုင်ငံရယူရိုစင်တဲ့ဟို trade relationship ဘာမှမသိမရှိတာဟာသိမရှိဘာမှ trade လို့ကနေဒါလည်းမရှိပါဘူးလေเนาะကနေဒါမရှိတော့တက်တက်ဈေးရစင်းရှိရမှာဆိုပြီးတက်တက်ချလာတယ်အခုတော့မက္ဆီကိုနဲ့ကနေဒါလည်းနဲ့တက်တာနေเนาะအဲ့ရောဘယ်လိုမှတွတ်ထားတယ်ဘယ်လိုတွတ်ထားဆိုဒီမှာ136 1.6 billion နဲ့13.1 billion 126.6 billion က USA ရနေပြီးတော့ Vietnam twin ကုန်တွေ Vietnam စီကပစ္စည်းဝယ်တာ13.1 billion ဆိုတာက USA ရနေပြီးတော့ Vietnam ကဝယ်ပစ္စည်းတယ်အဲ့တော့ဘာဘယ်လိုမှတူတော့လား136.6ဆိုတော့13.1ကိုနှုတ်လိုက်เนาะအဲ့တော့120 120 something ရတယ်အဲ့တော့ တီးပြီးတော့ရတဲ့အဖြစ်ကိုတီးပြီးတော့136.6 billion နဲ့စားလိုက်။စားလိုက်90%ရ။ trade deficit 90% 90%ဆိုတော့အမှတ် VNN ကကိုယ်တိုင်က90% charge လုပ်တာမဟုတ်ဘူး။နော်။ VNNA အမေရိကစီးရှိမှပစ္စည်းအားတင်သွင်းထားတယ်။အဲ့ရှိမှပစ္စည်းတိုင်းဟောင်း90% charge လုပ်မယ်။အဲ့လိုလုပ်ထားမှာမဟုတ်ဘူး။ဒါပေမဲ့ VNN ကပစ္စည်းအများ US ရဝယ်ထားတဲ့အတွက်ကြောင့်90%ပိုဝယ်တယ်။ US ကဟော ပစ္စည်းတွေတော့ VNL တင်သွင်းတာတန်ပါဆန်မရှိနော်ကယ်ကူလေတာမလိုပါဘူးရှင်းရှင်းနေပါ1 3.1ဆိုတာတော့136ဆန်ရှင်းရမှာဆိုတော့တန်ပါဆန်ပဲရှိတန်ပါဆန်မရှိရင်တော့ VNL ကနေ PC ကို US က90%ဝယ်ထားတယ် US က PC ကို VNL ဝယ်တာ10%ဝယ်တာအဲ90% trade deficit ဖြစ်နေ deficit ဖြစ်တာကို Trump ကညံကြီးစီရင်ဆိုတော့ရှင်းရှင်းလေးတွက်လိုက် VNL ကနေပြီးတော့အဲ US ကို charge လုပ်တာ90% charge လုပ်ထားပါတယ်ထဲပဲအမှန် ဗီယက်နမ်တွင်းကုန်တွေကိုအဲ့လောက်90%ကောင်းထားမဟုတ်ဘူး trade deficit ဆိုတော့တွက်ပြီး90%တောက်ထားတာအဲ့တော့46%ပဲ tariff ပြန်ပြီးလုပ်မယ်ဆိုပြီးတော့အဲထက်ဝက်ပေါ့အဲ့လိုလုပ်နိုင်အောင်အမှန်ကတော့အာမြစ်တာထားပြီးလုပ်တော့မဟုတ်เนาะဗီယက်နမ်က46%အောင်မှာ charge လုပ်ချင်မှလုပ်တော့ tariff ဒါပေမဲ့ trade deficit ကအဲ့လောက်ကြီးနည်းနေတဲ့အတွက်ကြောင့်အဲ့လောက်ကြီးများနေတဲ့အတွက်ကြောင့်သူကထက်ဝက်လုပ်နိုင်အဲ့ဘာမှမမှားနေနောက် ဲ့မျိုးနိုင်ငံရဘယ်လိုမျိုးပြန်တုံ့ပြန်လဲဆိုတော့ဆက်ပြီးတော့ကြည့်မယ်เนาะဒါကပစ္စည်းတွေအယောင်းဝင်လာပဲပြောတာเนาะကျန်တာသူမပြောတာရှိတယ်အဲ့မပြောတာစိတ်ဝင်စားအောင်ခေါင်းเนาะအဲ့တော့ best store share ကြာကြည့်တာလူလူနဲ့မှကြာတာပစ္စည်းတွေဝင်လာတရုတ်ပြည်ထုတ်ပစ္စည်း VNN ထုတ်ပစ္စည်းသူအင်ဂျီဟုတ်တယ်မလားအဲ့တော့9.5%ကြာတရုတ်ထက်မှာနည်းတော့မဟုတ်ရရတူတယ်34.2%ကြာ store စီးကြာအာဒီမှာ တရထဲ9.5%တော့ Nike ပူအောင်ဆိုးနေ14.44%ကြာ14.44%ရတူတဲ့24.56%ကြာเนาะတရထဲကြာနေအောင်မို့တော့ဘာကြောက်လဲကြာ Nike ကဖက်နက်လေဆိုတရုတ်ပြည်ကနေပြီးတော့ VNN ကနေပြီးတော့လုတ်တာလေသူစက်ရောဟိုဘက်ကရုတ်ပြီးတော့ US ကိုတင်သွင်းအဲ့တော့ Terry အများကြီးထိမအောင်46%ဆိုတော့နေအောင်မို့ VNN ဆိုဟုတ်တယ်မလားအာတရုတ်ပြည်ဆိုရင်50 something% အာဒီမှာဆိုကြာတရုတ်ပြည်ဆို54%နည်းနည်းတော့မဟုတ်အဲ့တော့ Nike က ့အာသွားပြီးအဲ company stock share ဒီနှစ်တနည်းနည်းမှာ investment မလုပ်တဲ့ stock share ဖြစ်သွားပါပြီ။နောက်နောက်ဆုံးစိုးရပါ RH restoration hardware furniture ရောင်းလာ။နော် furniture ရတခြားနိုင်ငံကတင်သွင်းလာလား။အတင်းက40.15%ကျန်နေတာပေါ့။ရည်ရွယ်သူတွေကြီးက62.19% ဟွာနဲတာပေါ့ SME 5တော့အစားအများကြီးပြီးလို့ပဲအခုကပြီးမလုံးတော့နော်73.23%ကျ။ Omni တရထဲ40%ကျနော်။အဲ့ဒါကောင်းတဲ့ company ရမှာဒီလိုမျိုးဆိုရင်ဖြစ်တတ်တယ်နော်ကျတတ်တယ်။ဆရာကအစားတာအဲ့ဒီ company မကြိုက်ပါဘူး။အာ Warren Buffett ဝယ်ထားတယ်အဲ့ company ။ Warren Buffett ကမှရှောင်းလို့မရဘူးလို့ရကြတယ်ဗျာ။အရန်တော်တဲ့ investor ကြီးတွေကမှဒီမျိုးကြတာရှောင်းလို့မရဘူးနော်။အဲ့လိုဖြစ်တတ်တယ်။ပြီးတော့နောက်ခု MU ကြတယ်။ MU 16.09%ချစ်ပြားရထုံတာ။ဒါပေမဲ့ချစ်ပြားရထူးကြပါတည်းရ။ ချစ်ပြားတွေကိုသူ exemption လုပ်တာထွက်မှာအခု terrible မလုပ်တယ်ဘူးချစ်ပြားတွေကို exemption လုပ်တာပြီးတော့ pharmacist တွေတဲ့ဆေးဝါးနဲ့ပတ်သက်တဲ့ PC ကိုအာ terrible မလုပ်တာအဲ့ရအိန္ဒိယဆေးဝါးအများကြီးတင်တင်ပို့ရတယ်ယူရစီတောင်တင်တွေ့အဲ့ရအိန္ဒိယဆေးဝါးပတ်သက်ပြီးတော့တက်တာလေအဲဒီမှာအိန္ဒိယကချဆိုတာ26%ဆိုပေဆေးဝါးနေမပေါ့เนาะအဲ့ဒါကြောင့် DS Samsung နဲ့တက်တာ Cell Watch System အမျိုးကြောင့်ပိုပြီးထိခိုက်တယ်နောက်သူ Nvidia Nvidia 7.85%ကြာတယ် ဘာကြောင့်ကြာနေရနောက်ပန်းကြသူ favorite ထပ်လုပ်မဲ့အစီအစဉ်ရှိတက်တက်ရှိအဲ့ကြောင့်အခုမပြောနေရအဲ့ကြောင့်လူတွေကကြိုးပြီးတော့ stock share ကိုရောင်းလိုက်တဲ့ပုံမှာရှိနေเนาะဒါပေမဲ့ကြာတော်တော်လေးကိုကြာနေပါပဲ under value ဖြစ်နေတဲ့ Nvidia ကြာတဲ့ Magnificent 7ကောင်းတဲ့ company ကိုဘယ်လိုအခြေအနေရှိသွားကြည့်မယ် Tesla ကြီးရဲ့5.47%နည်းနည်းမကြာဒါဘာကြောင့်လဲနည်းနည်းမကြာကြာသူရက်သူတကြာတော်တော်များတယ်29.53%ကြာတယ် Nvidia ကပုံပြကြာ Nvidia 36.4%เนาะ Tesla ဒီထက် ဆက်ကြနေလားဆိုတော့အာအခုက overshoot ဖြစ်နေတယ်အခု Elon Musk နဲ့ပြန်ပြီးတော့ဒိုးရှာတွေထွက်ထွက်ပြီးတော့တက်ဆာပြန်ဥဆောင်မှာဆိုတော့တက်ဆာလုံးခဲ့တဲ့ငားရဲ့မှာပြန်ပြီးတော့တက်သွားနေတယ်နည်းနည်းပြန်တက်သွားနေပြီးတော့ပြန်ကြเนาะအဲ့ဒါကြောင့်တက်ဆာနည်းနည်းအထိတက်တာလာနောက်လူတွေက protest ဆိုတဲ့တက်ဆာကားတွေမဝဲတော့ဘူးအများကြီးအများကြီးအမျိုးမျိုးဖြစ်တယ်အဲ Elon Musk ဆက်သွားပါပြီဒိုးရှာနေပြီးတော့ထွက်တာထွက်ပြီးတော့အခုတက်ဆာပြန် focus လုပ်อืมအဲ့လိုမျိုးဆိုတော့လူတွေပြန်ပြီးစိတ်ပြန်ပြောင်းနိုင်တယ် နောက်6လဖြစ်ဖြစ်မယ်တနည်းဖြစ်ဖြစ်မယ်နောက်ဘလူอีโนมัสပါဇက်ပိတ်ထားမပိတ်ထားဘူးမူတီသူလျှောက်ပြောမယ်လျှောက်ပြောဟိုဟိုနိုင်ငံရဲ့နိုင်ငံရေးဝင်ပါမယ်ဒီနိုင်ငံရဲ့နိုင်ငံရေးဝင်ပါမယ်ဆိုမကြိုက်ဘူးဂျာမနီဥရောပနိုင်ငံရဲ့သူဝင်ပါမယ်ဂျာမနီဝင်ပါမယ်အဲဥရောပနိုင်ငံသားရင်ပဲမကြိုက်မယ်ဟုတ်လားမလားတော့သူ Amazon 8.9%ပါဆန်ကြာ Amazon ကတော့အထီးအာသူတက်ပါတီရောင်းတဲ့သူတွေပဲထိနေမယ်เนาะ Amazon ဘောမှာ store ပေါ်မှာ list လုပ်ထားတဲ့ရောင်းတဲ့တခြားဆိုင်ပဲထိမယ် Amazon သူရောင်းလာတာနည်းနည်းပဲရှိတယ်။သူအဓိကစီးပွားရမှာ Amazon Web Services သူ server တွေကိုတခြား company အဲ့ server မှာလာတုံးပါလို့ပြောတာနော် technology service company အမှ e-commerce company လို့ထင်ကြ။သူကဝင်ဝင်အများဆုံးက service technology company အာအဲ့တော့နည်းနည်းထိမှန်းဒါအဲ့လို retain တော့ထိမှန်းမဟုတ်ဘူး8.9%ကြာတယ်။ Apple ဟာအရင်ထိတာပေါ့ Apple phone ရှိမှ phone တစ်ခုက Apple ကလေ တခြားနိုင်ငံတွေကလုံးဝပစ္စည်းရမယ်နော်တရုတ်ပြည်ကလုံးဝ VNI လုံးဝအားလုံးပြီးတော့ US မှာပြန်ဆင်းဆင်းနေမယ်9.25 passenger Apple G ရရတူတယ်အော်တိတ်မကြဘူး6.67 passenger ဒါ over value ဖြစ်နေလို့ဆရာထင်တယ် Apple ဒီဒီတက်ပူ180ရောက်ကျတာဆိုရင်ဆရာနည်းနည်းစိတ်ဝင်စားတယ်နော်အားရောက်ကျတယ် အာ alphabet အာနည်းနည်းမကြတယ်4.02% alphabet နဲ့အာ year to date 20%ကြပါတယ်20%ဟာဒီတော့ဒီ discount chart တခါမှမသိတယ်နော် store share မလုံတာတွေဆိုရင်အခုစလုံးမှာဆိုရင်ဆရာတပည့်တွေဆိုမှ covid ဖြစ်တဲ့အချိန်ကစလုံးอ่ะအာအရန်ထူးကြတယ်ဘယ်သူမှမလုံရတဲ့အချိန်မလုံဘူးသူကနောက်နှစ်နှစ်သုံးနှစ်တည်းမှာအရန်ချမ်းတာပါအရန်ချမ်းတာပါမကြောက်ဘူးအဲ့လိုကြာတဲ့အချိန်မှာလုံးရတော့ကြောက်နော်မလွတ်စင်တဲ့ opportunity အရန်ကောင်းတယ် အာ store share တင်မတက်ရတယ်ဆိုတက် link လေးကို YouTube video description ကိုမှာမှာရှိတယ်။အာ alphabet Microsoft 2.36%တက်ရမကြောက်ဘူး။အာရတူလေးကြီးရ10.86%တက်မကြောက်အောင်နော်။အာသူကတက်ရမတက်ပါဘူး။ S&P 5တော့ပြီးတော့လုပ်ရအောင်။ဒါပေမဲ့တနစ်တို့မှာဘာမှမလုပ်ရှာအောင်။အာ Google ဆိုရင်တနစ်ထဲမှာဆိုရင်2.7%ပါ Microsoft ကတော့တားလေးနော်။အဲအဲကြောင့် Microsoft ကဘာမှတက်ရမကြောက်တော့။သူကတော်တော်လေးကြာနေပြီတော့။အဲကြောင့်စက်ကြဆံမရှိတော့ဘူး။ ။အာကြာရင်ကြာမှာဆက်ကြာရင်ကြာမှာ။ Okay. အာတိတ်ပြီးတော့ကြာเสีย chance ကနည်းသွားတယ်ပြောချက်တော့ meta meta ကြာတယ်8.96ပါဆိုတော့တော်တော်လေးအာအတောင့်အခမ်းအနဆုံး company I'm Manifest 7နဲ့မှာအဲအကြောင်းအခုကြောင်မတောင့်ခံတော့8.96%ကြာတယ်နောက်တော့ပါ Netflix Netflix က1.97%ကြာတယ်ဒါပေမဲ့ Netflix ပုံကြာတဲ့အကြောင်းရင်းရှိခဏနေမှာပြောမယ်ရေရတူတဲ့ဘလောက်အော်ရေရတူတက်တော့တက်နေ2.42%เนาะရုပ်ရှင်ကြည့်ရဆိုတော့ ်တယ်ဗျပဲမထီဘူးဆိုမျိုးအဲလူတွေကမယောင်းနေတာနော်မယောင်းနေတာမေတာကဖဲတယ်ဗျမထီဘူးဆိုမယောင်းနေဒါပေမဲ့အခုမေတာအများကြီးတက်သွားပြီးမှပြန်ပြီးပြန်ကြတာ Netflix ရဲ့မကြမီထီထီနိုင်ဘာကြောင့်လဲဆိုတာပြောမယ်နော် President Trump က तू က goods products PC ရဲ့အယောင်းဝင်ကိုနော် deficit ဖြစ်တဲ့ကြောင့်လူတွေကိုအဲ तू tariff ကောက်မယ်လို့တခြားနိုင်ငံလူတွေပြောတယ် ဒါပေမဲ့ तू อ่ะရက်ပေးထားတယ်ချက်ချင်းမဟုတ်လေဧပြီလ9ရက်နေ့ထိเนาะ10%ဟိုရှိမနိုင်ရင်အားလုံးရှိမနိုင်ရင်အားလုံးဆိုတော့ဟိုပင်ကွေးနေနေနိုင်ငံပါဘယ်သူမှမရှိနိုင်ငံအကုန်ပါเนาะဟိုအဲ့ရနိုင်ငံရဲ့ဟို10%ကောက်ပါမယ်ဧပြီလ9ရက်နေ့မှာပြီးတော့တခြားနိုင်ငံစသော recipe broker ချနေပေးတာအဲ့နိုင်ငံကြောင့်ဧပြီလ9ရက်နေ့မှာစပြီးကောက်အဲ့တော့ဒီကြားမှာအမျိုးမျိုးပြောင်းနေတယ်အဲ့နိုင်ငံရဲ့ negotiation လုပ်မယ်သဘောကျတယ်ဆိုရင်เนาะ ထရမ်လိုချင်ဟာပစ္စည်းပေးမယ်ဘာပဲဖြစ်ဖြစ်ပေါ့ဟုတ်တယ်မလား rare earth material ဖြစ်ဖြစ်မယ်ပြီးတော့ရဲ့သူနိုင်ငံအခွန်တွေ US က product တွေပို့ဝယ်မလားအဲအဲ့လိုမျိုးဖြစ်ဖြစ်မယ်မျိုးဖြစ်တော့ Trump ပါလို့ရင်းဆိုမသိအဲသူအချင်းချင်းဖုန်းပြောရင်းမှာတည်တယ်မယ်တည်အဲအဲ့ chance အာကိုရဲနေမတိုင်မီရှိအဲရောကိုရဲနေမတိုင်မီအမျိုးမျိုးပြောင်းနိုင်တယ်နော်အဲရောစောင့်ကြည့်ရမယ်နော်အဲ့လိုမျိုးဖြစ်နိုင်တယ်နောက်ထပ်ဘာဖြစ်နိုင်လဲ EU ကနေပြီးတော့ပြန်ပြီးတော့တုံ့ပြန်တယ်ယူရိုပီးယန်ယူနီယံက တိတ်ပြီးဆွေးနေခြင်းရဲ့ပုံစံမပေါအောင်တုံ့ပြန်မယ်တော့မှရှိနော်ဘလို့တုံ့ပြန်လဲ service import ကိုတုံ့ပြန်လဲ service ကပါ US ကကမ္ဘာမှာအများဆုံး support service ဆို export လုပ်နေနိုင်ငံနော် US ကပစ္စည်းတွေတော့ import အများဆုံးလုပ်နေနိုင်ငံပစ္စည်းအများဆုံးဝယ်နိုင်ငံဒါပေမဲ့သူတင်ပို့ရပါတယ် service service ကပါ dear Netflix ဟာ Netflix ဆိုအများကြီးသူ sign လုပ်ကြတယ် Netflix ပြီးတော့ Meta Microsoft ဒါ service company ရယ် service company ပြီးပါရှိ Google ရှိရယ်ဟာ Google ရှိရယ် Apple ရယ်တချို့ဟာ service ရယ်နော်သူက Apple phone ရောက်မှာဒါ App Store မှာဝယ်ရမှာအဲ့ဒါ service ပဲ service ပါ Amazon service ရှိရယ် web services နော် service ရှိရယ်အဲ့လိုရှိရယ်အာအများရှိရယ်အဲ့ရော EU ဘာလုံးလဲ EU ဟဲ့မင်းကငါ okay trade deficit ဖြစ်တာဟုတ်တယ်ငါတို့ဆီကပစ္စည်းအများကြီးဝယ်တယ်အဲ့ရောနင်းစီမှာအများကြီးပစ္စည်းတွေဝင်တယ် trade deficit ဖြစ်တယ်ဒါပေမဲ့ mail စီက service ကအများကြီးဝယ်တာပဲเนาะ service အများကြီးတင်ပို့တာ936 billion တင်ပို့တာเนาะသူ US ကနေပြီးတော့ twin ကောင်က3.2 trillion ဘာကြောင့်လဲဆိုတော့ US ကကမ္ဘာမှာအချမ်းသာဆုံးနိုင်ငံလေအချမ်းသာဆုံးနိုင်ငံဆိုတော့သုံးဆိုင်အချမ်းသာဆုံးနိုင်ငံက PC အဝယ်အများဆုံးနိုင်ငံဖြစ်မှာပေါ့ဟုတ်တယ်မလားလူတွေပတ်သက်မြန်မြန်ရရနေပစ္စည်းရအများကြီးဝယ်ခြင်းတွေနေဟုတ်တယ်မလား AB ဝယ်မယ် Plata ဝယ်မယ်အာ Gucci ဝယ်မယ်ဟုတ်တယ်မင်းမင်းကလေးဆိုရင် brand ပစ္စည်းဝယ်မယ်လေပြီးတော့ကားလေ Ferrari ဝယ်မယ် Lamborghini ဝယ်မယ် McLaren ဝယ်မယ်အဲ့ဒီကားတွေကတခြားနိုင်ငံကထုတ်တဲ့ကားတွေဟုတ်ပါချမ်းသာလေးတွေပစ္စည်းများများဝယ်နေအဲ့ရောပစ္စည်းများများတွင်းတွင်းတာဒါတဘာဝကြတယ်ဟုတ်တယ်မလားဒါပေမဲ့ချမ်းသာနိုင်ငံဖြစ်လို့ကြောင့် service မှာ margin အများဆုံးပဲเนาะဘာကြောင့်ကမ္ဘာအချမ်းသာနိုင်ငံဖြစ်နေလဲ စားပေးစာအများကြီးတင်တင်ပို့နေ926 billion တင်တင်ပို့နေနော် USA နိုင်ငံထဲမှာအများကြီးရောင်းရတယ် service ဒါတင်ပို့က926 billion service က margin နဲ့မျှဘယ်လိုမျိုး service လဲ Netflix ဆို Meta လို့အရန်ကောင်းကုမ္ပဏီ Microsoft လို့ပစ္စည်းတွေထုတ်စရာမလိုဘူး Soft VNI က90%ဘာကြောင့် surplus ဖြစ်လဲသိရ VNI ကသူ့ရဲ့လူအင်အားဈေးရန်တက်တာနဲ့ VNI နိုင်ငံက အလုတ်သမားတွေကတလမှာ2ဒေါ်လာ200 300မှရတာသူစီကပစ္စည်းအင်ဂျင် အများကြီးထွက်တယ်နော်ဟိုဘန်ကလားကေရှင်အဲ့လိုပဲအင်ဂျင်အများကြီးထွက်တယ်မြန်မာပါတွေမြန်မာ46%ကိုပေးရတယ်နော်လေဘာတက်တာလေနူအားတက်တာတက်တာဆိုတော့သူစီကပစ္စည်းတွေတထုတ်မှာဆိုပိုတန်တာမဟုတ်တယ်မလားဟုတ်တယ်မလားတရားစစ်တာလေတရားစစ်တာဟိုဘာလဲတူရဲဆိုတော့ဟိုတန်ရှင်းသမားဟိုမင်းငါစီရနေပြီးတော့ဆရာအိမ်မှာတန်ရှင်းသမားလာတယ်โอเค ်ငါစီမှာတန်ရှင်းလုပ်ရတဲ့ကြောင့်တန်ရှင်းသမားနဲ့ပတ်စံတွေအများကြီးရအဲ့ရောကမတရားနော်မတရားမတရားငါတန်ရှင်းလိုက်လို့မယ်အဲ့လိုလုပ်မလားမလုပ်ဘူးလေဟုတ်တယ်မှာ तू တန်ရှင်းလုပ်တဲ့ပတ်စံကနည်းနည်းပဲရတာဒါပေမဲ့ तू သူ့ရဲ့ product တွေအများကြီး service တွေအများကြီးဆရာယူတယ်ဒါပေမဲ့ဆရာတန်ရှင်းတမဖြစ်ချင်တာတော့မဖြစ်ချင်ဘူးနော်အဲ့ဒီသဘောတည်းပဲ VN ကပစ္စည်းတွေ US တွေအများကြီးဝယ်ဘာကြောင့်လဲ VN က engine တွေထုတ်တယ်နော်ဖက်နက်တွေထုတ်တယ်အများကြီးထုတ်တယ် ။ဘာကြောက်ထုတ်တာလဲ။လူအင်အားတက်တာအတွက်ကြောင့်အဲကြောင့်အင်ဂျီရေးဈေးပေါပေါဝယ်လို့ရ။ US မှာထုတ်လဲဆိုအဲအင်ဂျီတစ်ထည်ကိုနော်10ဒေါ်လာ9ဒေါ်လာဝယ်လို့ရမှထင်တာ။မထင်နဲ့ဒေါ်လာ30 40အနည်းဆုံးဝယ်ရမှာနော်3-4ဆောက်ဝယ်ပြီးဝယ်ပြီးဝယ်ရမှာ US မှာထုတ်လဲဆိုရင်အဲရောလူတွေအများစုမသိတဲ့အချက်ပါတယ်။အဲမသိတဲ့အချက်ပါလဲဆိုတော့ဒီလိုမျိုး trade balance ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။လုံးဝမဖြစ်တော့ဘူး။နော် trade balance ဖြစ်ဆိုတာဘာလို့ပြောရလဲ VN ကလူတွေက USC ရဲ့ PC ရဲ့အများကြီးကိုတုံးတယ် အခါကျမှ balance ဖြစ်မှာ VNN နိုင်ငံကစီးပွားရေးတစ်ပေတဲ့လူရဲ့အဲ့လောက်ချမ်းသာမို့အမေရိကန်ပစ္စည်းတွေသူဝယ်တုံးတယ်မထင်တာမထင်နဲ့ဒါပေမဲ့သူ Netflix ဆိုကြည့်နိုင်ကြည့်နိုင်တာပေါ့သူရုပ်ရှင်အများကြီးရယ်နော်အဲ့ဒါကြောင့်တယောက်တော့ specialized game မလို့မတူဘူးအဲ့ဒါကြောင့်ဒီ Terry ကဆရာတော့ okay သူကလူတွေစိတ်ယုံတွေအများကြီး USA မှာ ထုတ်စေခြင်းဆိုကြောင့် tariff တွေအများကြီးလုပ်တယ်เนาะ US မှာလာပစ္စည်းတာထုတ်မယ်ဆိုဒါပေမဲ့လူအင်အားလာဈေးရမ်းကြည့်ရယ်ပစ္စည်းအများကြီးဈေးပေးရမယ်ဒါဝင်ဝင်ကုမ္ပဏီရောဒီမှာ US မှာလာပြီးတော့တီထောင်ပါတယ်ဒါ Trump ပြောတယ်လာပြီးတော့ထုတ်တယ်ဒါပေမဲ့ဘာဖြစ်မှန်းသိရအဲစိတ်ယုံတွေကစိတ်ယုံတွေပဲတုံးပါเนาะဘာကြောင့်ဆိုတော့စိတ်ယုံတုံးမှဆိုရင်ဒီ VNN လို့လူအင်အားတွေပို့ပြီးအများကြီးထုတ်ရင်ထုတ်နိုင်တယ်ဒါပေမဲ့စိတ်ယုံတုံးမှဖြစ်မှာစိတ်ယုံတုံးမှဆိုရင်အလုပ်တွေအများကြီးထွက်မလား မထွက်ဘူးအလုပ်တွေအများကြီးမရှိဘူးမျိုးလူလုပ်ဖို့အလုပ်မရှိဘူးဒါပေမဲ့စက်ရုပ်စီမံနေတဲ့เนาะ AI နဲ့ပတ်သက်တဲ့ Nvidia ဟာ Nvidia စက်ရုပ်အများကြီးထုတ်နေတော့เนาะအဲ့ဒီဟာတွေပဲပို့ပြီးအကျိုးရှိမှာနိုင်ငံတော်ကတော့ပတ်ဆက်ပူရရနေမယ်ဘာလို့စက်ရုပ်အများကြီးတုံးပြီးတော့ company က revenue ရတော့ညာဒါပေမဲ့လူတွေအများစုအလုပ်ရမှာလားဆရာတော့မထင်ပါဘူးပလိတ္တရာဘယ်လိုသဘောရပါလဲလဲကိုမအောင်မှာရေးတာမှာเนาะအဲ့တော့ Trump ပြောတယ်လို့လူတွေအများကြီးအလုပ်ထွက် ရမလို့ထင်နေတာဆရာတော့မပြောတော့မထင်ဘူးเนาะဆရာမထင်ဘာကြောင့်ဆိုတော့စိတ်ယုံအများကြီးတော့စိတ်ယုံတွေအများကြီးတော့ US မှာလာပြီးတော့တီထောင်နိုင်တယ်ဒါပေမဲ့စိတ်ယုံတွေအများကြီးတုံးတဲ့စိတ်ယုံတွေဖြစ်နေမယ်เนาะပလိမ့်တက်ရောဘယ်လိုသဘောရပါလဲခိုးမအောင်မရေးထားရပါအဲအကြောင်းတစ်ခါလေးကြာရင်သူကထင်ကြအိုးစိတ်ယုံတွေအများကြီးလာမယ်ကုမ္ပဏီအများကြီးတီထောင်မယ်ဆိုရင်ငါတို့အလိုအများကြီးရကြမှာမထင်နဲ့မထင်နဲ့เนาะမထင်နဲ့โอเคဆက်ပြီးတော့ကြည့်မယ် အာ alphabet အဲ့တော့ service ကို carry လုပ်မှဆိုရင် Netflix တော့ရှာကြာနေတာပေါ့နော်ဆိုတော့ EU ကနေပြီးတော့ပြန်ပြီးတုတ်ပြန်မယ်ဟဲ့မင်း Netflix ငါ့ကိုလူအများကြီး Netflix ကြည့်မယ်ဆိုရင်အခွန်ကောက်မယ်အာအဲ့ဒါဆိုတော့ပြီး Netflix ကိုလူမကြည့်တော့တခြားဟာပဲကြည့်တော့မယ်အဲ့ဒါဆို Netflix ထိခိုက်နေတယ်နော်ပြန်တုတ်ပြန်နေတယ်နော်နော် service service အဲ့ဒါကိုထည့်မတွေ့ထားဘူးနော်အဓိကလုံးတင်တာဆရာထင်ပြောရရန်ကောင်းတဲ့ technology နဲ့ပတ်သက်တဲ့ဟာတွေကို US မှာတည်ချာချာ နော် price ရဂျူပါလဲလက်ထက်ပါဆို chip apps US မှာ manufacture လုပ်ဖို့ incentive ပေးအဲ့အမျိုးကောင်းတယ်နော်ဒါအစ်မြင့် technology ထုတ်တဲ့ဟာအဓိကကိုကအုပ်ဆိုးထားလို့လွယ်တန်ရှင်းတမနဲ့ပြိုင်ဆိုင်မလို့စပိန်ညက်တမနဲ့ပြိုင်ဆိုင်မလို့မင်းတို့နိုင်ငံစပိန်ညက်အရင်စစ်တတာ Vietnam မှာအရင်တတာနော်အဲ့ရောမတရားဘူးငါတို့စပိန်ညက်တမနဲ့အများကြီးထုတ်မယ်ဆိုပြီးတော့မလုံးလုံးစရာမလုံးဘူးစမင်ညက်တမဘလောက်မှပတ်သက်မရဘူးဒါပေမဲ့ AI နဲ့ပတ်သက်ပြီးပညာတွေ service တွေကပတ်သက်အများကြီးပိုရအမြတ်နဲ့အများကြီးပိုရအဲ့ကြောင့် ပြိုင်စရာမလိုဘူးเนาะဒါဆရာအနေနဲ့ပြောပလိတ္တရာမလိုသဘောရပါတယ် Trump လောက်တာမှန်တယ်ထင်ပါလားမှားတယ်ထင်ပါလားကိုမအမှန်ရေးတာပါဖေးအဲ့ရောဘယ်အထိကြာနေလဲဘယ်အထိကြာနေလဲဆရာပြောခဲ့ Rich Insight မှာ Stock Option ဆရာ Rich Channel သွားလဲ Live မှာသွားလဲပြောရဒီဗီဒီယိုသွားနေ Stock ဘယ်လောက်ထိကြာနေလဲအမှန် SME 5 5225เนาะอ่า level ပြောထားတယ်အဲ့ level ွားပြီးကြည့်တယ်ဘယ်လောက်ကျနိုင်လဲတော့တေးချက်ချအများကြီးပြောထားတယ်ဆရာပြောထားတဲ့အတိုင်းပဲ stock share ကဟိုပြန်ပြီးကျတယ်အေးအဲ့တော့နည်းနည်း power set ပြီးကျရကျနိုင်တယ်ဒါပေမဲ့ပြောမြောင် bear market ပြန်ဖြစ်ဖြစ်နိုင်တယ်ပြောမြောင်เนาะဆက်ဘယ်လောက်အချိန်နေဆိုတော့ကြည့်ဆက်ပြီးကြည့်ကြအောင်အဲ့အဲ့တော့ spot investor ဘာလုပ်မလဲနော် stop ပညာရှင်ကဘာပတ် major millionaire stop ပညာရှင်ကဘာလုပ်နေလဲဆိုတော့ AC relax relax တော့နားယူ နော်ဘာမှကြည့်စရာမလို stock စေးဘယ်တက်တက်ကြာကိုကကောင်းတဲ့ company ဝင်လာပြီဆိုဘာမှစိတ်မူစရာမလို့နောက်တစ်ခုကအလုပ်ပူကျူးစာပူကျူးစာ overtime ရှိ overtime လို့ဒါမှမဟုတ်အင်ချမီကျူးစာလုပ်ရလို့ Sunday Sunday မှာအင်ချမီကျူးစာတင်နေတက်ချင်ဆိုရင်ဆရာ link တွေကို description ကိုပေးပေးလာရဲ YouTube link တွေမှာတော်ပြီးကြည့်ရရတယ်အင်ချမီကျူးစာ Sunday Sunday အလုပ်အင်တလုံးရောက်မှာဆိုရင်၃လိမ့်တက်အင်ရောက်မှာဆိုပတ်စံဒေါ်လာ900ရရမနေဘူးလေအဲ့ဒီပူကျူးစာကျူးစာမဲ့ပတ်စံပူရမှာဆိုပို့ပြီး DC လောက်ရတယ် DC လောက် ဒီစီအေးဆေးတို့အဲ့ဘို store ရှာကြားနေချင်း shopping shopping ထွက်ပြီးတော့လမ်းထုပ်ပါလို့ပဲအော်ကာဘာခေါ်ရောင်းရတယ်ဟုတ်တယ်မရိုးရိုးလူရ store ရှာဝယ်ထားပြီးတော့ဒီအမ်ကြောက်ပြီးတော့ရောင်းရအောင်မယ်ဒါမှမဟုတ်ဟိုဆက်ခဏနေတိုင်းကြည့်ပြီးတော့စိတ်ရောရရရလိမ့်မယ်ဒါမှမဟုတ်ရင်တော့ဘာဘာမှမလုပ်မဝယ်တော့ဘာစိတ်ပြက်လဲဆိုဒီရထားရင်ထားတယ်ဒါပေမဲ့ smart ဖြစ်တဲ့တကယ်ချမ်းသာတဲ့လူရဘာလို့လဲဆိုတော့ ဒါမျိုးတွေလုပ်တယ်ဒီစီလုပ်တယ်အလုပ်ပိုလုပ်တယ်ပတ်စံပိုထည့်တယ်ကောင်းတဲ့ company မှာပြီးတော့ရကာဘာခေါ်ရရောက်တယ် advance option လုပ်တယ်เนาะပြီးတော့ဒီလိုအားအချိန်ကိုအဓိကထားပြီးတော့ opportunity ယူဆရာအတော်ဆုံးအမြန်ဆုံးကျောင်းသားကျောင်းသူတွေကဒီ bear market မှာစခဲ့เนาะ2022အာကြာနေချိန်เนาะ စပြီးတော့တင်တယ် stop invested တင်ပြီးတော့ put option တင်လို့ရ put option ဆိုတာ stop စီးပွားကြလိမ့်မယ်မြက်အောင်လုပ်ရနည်းတွေရှိเนาะအဲ့ put option တင် advance option တင်ဒါပေမဲ့ stop invested တင်ပြီးတော့မှဒီတင်နိုင်တဲ့ stop invested ပြီးတော့ put option တင်ပြီးတော့ call option တင်ပြီးတော့ advance option တက်เนาะအဲ့အရင်အရေးကြီးတင်နိုင် link တွေကို YouTube video description ကမှာပေးထားပါတယ်ဆရာအကျယ်ဆုံးเนาะ အကြံပေးခြင်းနဲ့တင်တန်းတွေကိုအစင်တန်းနဲ့ပေးတာ stock inventory call option put option အခုက put option အရင်ဆုံးတက်ချင်တက်လို့ရတယ် stock saver ကြာနေကြ put option တက်ပြီး call option တက်ပေါ့ပြီးတော့ advance option တက်ပြီးတော့ day trade movement stock တော့တက်တယ်မဆိုရင် stock saver ကြာကြာတက်တက်ဘာမှစိတ်ပူစရာမလိုပါဘူးအကောင်းဆုံး opportunity ကိုရအောင်လုပ်နိုင်ပြီးတော့ချမ်းသာနေမှာဖြစ်ပါတယ် question ရှိပါတာကောမအောင်မှာရေးတာပါ stock saver ဆက်ပြီးတော့ကြာနေတာတက်နေတာ play တက်ရောမလို့သဘောရပါတယ်ကောမအောင်မှာရေးတာပါ share လုပ်ထားမှာ subscribe လုပ်ထားမှာ